ဟာနဲ့ကိုသားမီးနဲ့တတ်တယ်ကိုတရားကမဟုတ်ဘူးကောနော်သမီးပါတော့ဆေးဆိုးပြီးသားမီးနဲ့တေဖို့ရပြီကိုဆုံးဖြတ်ချက်ချထားတာသူရင်းပါရင်ဖြစ်နေလို့ကောနော်အမငွေထလာဒါတည်းရောက်သမီးတယောက်ငွေထလာငွေထလာကိုသူဒါကိုလို့မောင်းနေမှဒီမနော်ဖြစ်ကြလာဆိုတော့ကြတော့မမပေးနိုင်လဲပေးခဲ့ရမှာပဲဒီဥစ္စာကဒါကဘာလို့ဆို လူချားထဲမှာချပြီးတော့ပြမရတဲ့အရာဖြစ်နေတဲ့အတွက်အေးရမှာခုကလေးလေးမျက်နှာရောတမိမြင်ပူးပြီးတာမြင်ပူးဘူးမချီချင်မှတမိလေးကိုမချီချင်ဘူးဆိုရင်ဆိုရင်မွေးထားတဲ့နေရာသူ့ကိုဆောင်းအဲ့နေရာဘာလို့တော့ဆိုတော့သူဟာတန်း20ကျော်ပြီအန်တီတမိဟာခုမှ10ကျော်တက်ရှိသေးတယ်အဲ့ကြတော့အခုအန်တီကအန်တီတမိကိုအကောင်းဆုံးဖြစ်အောင်ပံ့ပိုးသွားမှာ ဲကြည့်ကြပါဦးမောင်နှမအရင်အချင်းချင်းမှားပြီးတော့ကလေးရတာတဲ့ကလေးမလေးမှာတနာစရာကောင်းပါတယ်ကြောက်စရာကောင်းတဲ့ခေတ်ကိုရောက်နေပါပြီမောင်နှမအရင်အချင်းချင်းတောင်းမှစိတ်မချရတော့ပါဘူးအင်္ဂုတ္တရနေ့ကတိကနိပတ်ဗျမနဝတ်ပါလောကတုံမှာလူတို့ပြည့်စုံကြောင်းတရား၃ပါးကိုမြတ်စွာဘုရားဟောကြားထားပါတယ်အဲ့ဒီတရား၃ပါးကဘာတွေလဲဆိုရင် တဲ့အဖေနဲ့သမီးအမေနဲ့သားအကိုနဲ့ညီမသေးသားတော်ဆက်တော်သူတို့အပေါ်၌မလျော်သောယာကားစိတ်ဖြစ်ခြင်းအဓမ္မရာကနှင့်မခံစားသင့်သောအရာ၌ရယူလိုသောစိတ်ဖြင့်အာကြီးသောလောဘဖြစ်ခြင်းဝိတမလောဘ၃လိင်တူတက်မှတ်ခြင်းမိစ္ဆာဓမ္မတို့ပဲဖြစ်ပါတယ်အဲ့ဒီတရား၃ပါးပေါ်ပေါက်လာပြီဆိုရင်မိုးခေါင်ရေရှား၍လက်နက်ပေးအငတ်ပေး ယောဂဘီးတွေစိုက်ပြီးလူတွေပျက်စီးကြလိမ့်မယ်လို့မြတ်စွာဘုရားဟောကြားထားပါတယ်။အဆိုပါတရား၃ပါးထဲမှာအဖေနဲ့သမီးအမေနဲ့သားအကိုနဲ့ညီမသေးသားတော်ဆက်သောသူတို့အပေါ်၌မလျော်သောယာကားစိတ်ဖြစ်ခြင်းအာဓမရာဂဆိုတာပါပါတယ်။အခုခေတ်မှာမောင်နှမအချင်းချင်းပြန်ယူနေကြတာတွေဟာအာဓမရာဂကိုကျူးလွန်နေကြတာဖြစ်ပါတယ်။ဒါဟာလူတွေပျက်စီးဖို့အကြောင်းဖန်တာပဲဖြစ်ပါတယ်။ အဲ့ဒီတရားတွေပေါ်ပေါက်လာပြီဆိုရင်လူတွေပျက်စီးမှဖြစ်တဲ့အတွက်ကြောင့်ထိုတရားတွေမပေါ်ပေါက်အောင်အသိဉာဏ်ရှိတဲ့လူသားများကဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်။တရားဒဂမများအားလုံးအာဓမ္မရာဂဝိသမလောဘမိစ္ဆာဓမ္မဆိုတဲ့ဤတရားဆိုသုံးပါးမှလွတ်မြောက်ကြပါစေ။